ယနေ့ခေတ်လူငယ်တွေသုံးဆွဲနေတဲ့ Happy Water စီးအကြောင်းအသက်ဆုံးရှုံးခဲ့ရတဲ့အသက်16နှစ်ရွယ်ချစ်စရာအမျိုးသမီးငယ် Happy Water စီးအကြောင်းအသက်ဆုံးရှုံးသွားတာကချမ်းပြည်မိုင်းပန်းမြို့နယ်လွိုင်းတွင်းရွာကအသက်16နှစ်ရွယ်မိန်းကလေးတဦးပါအစောမိန်းကလေးက Happy Water စိတ်ကြွစီးကိုအလုံးစုံတောင်းသုံးပြီးတော့တည်ဆုံးသွားခဲ့ကြောင်းကိုဒေသခံတွေကပြောကြားပါတယ်မြန်မာနိုင်ငံမှာ Happy Water ဆိုတဲ့စီးအကြောင်းအသက်ဆုံးရှုံးသွားတဲ့မိန်းကလေးတွေကများလာပါတယ်ခုခါမှလည်းချမ်းပြည်နယ်မိုင်းပန်းမြို့လွိုင်းတွင်းရွာမှာရှိတဲ့အသက်16နှစ်ရွယ်မျိုးသမီးငယ်လေး မန္တန်းဆိုင်ငင်းကဇော်လာ21ရက်ညပိုင်းမှာဒီမိုင်းရဲ့တငယ်ချင်းတွေအတူမိုင်းပန်းမြို့နယ်လွိုင်းနေရောင်မှာရှိတဲ့ KTV ကိုတွားရောက်လည်ပတ်ပြီးတော့ Happy Water စိတ်ကြွစီကိုတောက်တုံးရောင်ရုတ်တရက်တည်ဆုံသွားခဲ့ကြောင်းမိုင်းပန်းမြို့ဒေသခံမျိုးသားတို့ကပြောလာပါတယ်။ဇော်ဝါဖြစ်စဉ်ကိုတိကျသိထားတဲ့အမျိုးသားပြောတာကမိကလေးကချစ်စရာလေးတငယ်ချင်းတွေနဲ့ဆိုပြီးတော့ KTV သွားနေကြတာ Happy Water တောက်ပြီးတော့အဲ့လိုကိုရုတ်တရက်ဆုံးသွားတာပဲ။အစားတော့ကတော့ဆေးုံပို့လိုက်သေးတယ်။ဆေးုံကလည်းမခံတော့အင်ကိုပြန်ခေါ်လာလို့ဆိုပါတယ်။တရင်ထာနာတစ်ခုကတင်ပြချက်မှာလဲ တေဆုံးသူမင်းကလေးနန်းချိုခင်ကသူဟာတငယ်ချင်းတွေနဲ့ဂေဒီမီမာသချင်းဆိုရင်လည်း Happy Water စိတ်ချစီကိုတောက်လိုက်ရတာကနေဒိလက်ခါသက်ဆုံးရှုံးသွားရလို့ဖော်ပြထားပါတယ်။ကလေးမလေးကသချင်းဆိုရင်လည်းတစ်ခွက်ပြီးတစ်ခွက်တောက်တာပါဇက်ကအမြုပ်တွေထွက်ပြီးတော့ဒိလက်သွားရင်စင်းုံကိုပို့လာတော့အသက်မပါတော့ဘူးလို့စင်းုံကလည်းမခံဘူးပြောရင်နောက်ပြီးတော့အိမ်ပြန်သေးလာကြတယ်။သူတို့ပြောတာကတော့တောက်တာများသွားလို့ဖြစ်သွားတာလို့ပြောရင်အမြုပ်တွေထွက်လာပြီးတော့ဒိလက်တာလို့ပြောရင်အဲ့ဒီကြောင့်ဒီရေဒေသခံတို့ကလည်းပြောပါတယ်။ Happy Water ကြောင့်သက်ဆုံးရှုံးသွားတဲ့အမျိုးသမီးငယ်လေးဟာ ချစ်စရာကောင်းတဲ့သူတွေဖြစ်ကောင်တော်တော်လတ်လတ်နေမှာအားလုံးကနှမျောတတ်တာဖြစ်သွားကြတာပါခုမှတော့မိမတွေတော်တော်လတ်ချစ်ခင်ရတဲ့သမီးကောင်းယတနာလေးဟာ Happy Water ဆေးကြောင့်ဆက်ဆုံးရှုံးသွားတာပါအစမှာ Happy Water ဆိုတာကဓာတုဆေးတမျိုးဖြစ်ကောင်လူရဲ့စိတ်ကိုခိတပျော်ရှင်စေပြီးတတိယလို့ဖြစ်နိုင်တယ်လို့ဆိုရင်ဒါကြောင့်လေဒီဆေးကိုညာဘက်ပါတီတက်တဲ့လူငယ်လူရယ်တွေ KTV သွားတဲ့လူငယ်လူရယ်တွေဟာစိတ်ချောက်ကပျော်ရှင်စေဖို့အတွက် Happy Water ကိုသုံးဆွဲကြတာဖြစ်ပါတယ်ခုခေတ်မှာလူငယ်တွေတော်တော်များများဟာလဲညာဘက်ကလပ်သွားရင် KTV သွားရင် Happy Water မတော့ရင်ကိုခင်မပြီးတော့တော့ဖြစ်နေရပါ။အချို့ကဆိုရင် Happy Water စီကို Facebook မိုင်းဒီတွေမှာတင်ကြပါရင်။ဒါပေမဲ့လည်း Happy Water ဆိုတော့မြန်မာလိုဘာသာပြန်တော့ပျော်ရွှင်ခြင်းတောက်ရင်ဆိုပေမဲ့တောက်ရင်လိုတော့မရောရှင်းဘူးလေ။ Happy Water ဆိုတော့ခန္ဓာကိုယ်ဗေမန်းနွမ်းနယ်မှုတွေကိုပြေပြောင်းစေတဲ့ဒိုပါမင်းတော်လိုထုတ်ပေးထားတဲ့ဓာတုစီရင်စိတ်ကိုပြောင်းလဲမြူးကျစေတဲ့ကတမင်းလိုဓာတုစီရင်တွေပါဝင်တာပါ။ရှင်းရှင်းပြောရင်တော့ Happy Water ဆိုတာကတော့လူငယ်တွေအလွယ်တကူသုံးနိုင်အောင်လောက်ထားရင်မကောင်းတဲ့လူညွတ်တုံးစေတဲ့ဓာတုစီရင်တစ်မျိုးပါပဲ။ ီလိုဒါလို့ဆေးရင်ဟာအခုချိန်မှာရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့နေစက်ကရင်တစင်ပြည်နယ်ဝင်ရောက်လာကရန်ကုန်မန္တလေးဆိုင်မြို့ကြီးတွေမှာ night clinic တွေမှာတော်တော်များများကိုအလဲတကူတောက်သုံးကြပါရင်ဒီလို happy water တောက်ချင်းစိုးကြိုတွေကနှလုံးခုန်မြန်ရှောက်ရကနောက်ဆုံးမှာတော့အသက်သေဆုံးနိုင်တာဖြစ်ပါတယ်။အခုချိန်မှာတော့ရှမ်းပြည်နယ်ကအသက်16နှစ်ရွယ်ချစ်စင်အားကောင်းက happy water ဆေးရည်ကြောင်းအသက်ဆုံးရှုံးလူညို့တုံးခဲ့ရတာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရော happy water ဆေးရည်ကိုကိုယ်တိုင်သုံးဆဲဥပါသလားမိမိရဲ့အတွေ့အကြုံလေးရှင်လဲပြောသွားကြပေးပါအောင်နော်။ ီဒီယိုလင့်ကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွင်မှလည်းဒီထက်ပိုပြီးတော့စိတ်ဝင်စားဝင်ရအောင်နဲ့ဆယ်လီသတင်းကြောင်းရလေးနဲ့ပြန်လာခဲ့ပါအောင်ရှင်။